အရင်ပိုင်းမှာတော့နတ်ဆိုးနန်းတော်ကိုကျူးကျော်တဲ့သူမှန်သမျှငဲညာမှုမရှိအသက်ခံရမယ်ဆိုပြီးတော့လာတိုက်တဲ့ဝိညာဉ်ကိုကြောက်စိမ့်နဲ့အနိုင်ယူလိုက်ပြီးတော့နှစ်ယောက်လုံးလည်းနေရာမှာနေမိလဲသွားပါတယ်ချမ်းနံတယောက်ပြန်ပြီးသတိရလာတော့ထွက်လာတဲ့သူကြီးကလျှက်စစ်စွမ်းရည်အနေနဲ့ပေါက်ဆကိုလုံနေတာမြင်လိုက်တော့ချမ်းနံတယောက်ချက်ချင်းမဲထပြီးတော့တိုက်လိုက်ပါတယ်အဖိုးကြီးကလည်းရှောင်းလိုက်ပြီးတော့အခုတော့ဘာမှလုပ်မရသေးဘူးဒါကဝိညာဉ်ပိုင်းဆိုင်ရာပင်မတော်နဲ့မူကြောင်မဲ့နေမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အသက်ရှူထိန်းချုပ်တဲ့နေပေတဲ့ကိုချမ်းနံဘာသာဝင်လာခဲ့တာဆိုတော့ချမ်းနံကလည်းသူ့မျက်စိနဲ့မြင်ရတဲ့အချက်ကိုပဲယုံတဲ့အကြောင်းကိုပြန်ပြောပြီးတော့တိုက်လိုက်တော့အဖိုးကြီးကအသာလေးပဲရှောင်းလိုက်တယ်လေ ပြီးတာနဲ့ချမ်းနံရဲ့မျိုးလုံးတွေကလည်းလှည့်စားတာခံရနိုင်နေသို့ပြီးတော့အနာကိုပြန်ကက်လာပြန်တော့ဒီလူအိုကြီးကတရေလားလူလားဆိုပြီးတော့ချမ်းနံကတွေးနေရပါပြီတွေးနေတော့မှပဲအဖိုးကြီးကသူ့အလှည့်ပဲဆိုပြီးတော့တိုက်လိုက်ပါတယ်နှစ်ဖူးကိုတောင်ဝေးနဲ့ထိလိုက်တော့ဘာမှရေရေရမဖြစ်သွားပေမဲ့ခေါင်းနောက်သွားပါတယ်အနောက်ကိုဆုပ်လိုက်တော့အဖိုးကြီးကတောင်ဝေးကိုကြည်ရင်နဲ့သဘောကျသလိုရေပြီးတော့တကယ်ပဲမင်းပဲဆိုပြီးတော့ပြောလိုက်ပါတယ်ပြည်ရနဲ့လက်ခံသူနောက်ဆုံးတော့သူစောင့်နေခဲ့ရတာဒီကျွန်းအိုကြီးကအသက်ရှည်ကြီးနေခဲ့ပြီးပြီဒီနေ့ကိုရောက်လာမယ်လို့မထင်ထားဘူးဆိုပြီးတော့ရေပြီးတော့ပြောလိုက်ပါတယ်သူပြောတာတွေကိုချမ်းတန်ကနားမလဲပါဘူး ဘယ်လိုလဲသားမှုတွေထပ်ပြီးတော့သုံးအောင်မလဲဆိုပြီးတော့တန်တရားတွေနဲ့ပြန်မိလိုက်ပါတယ်အဘိုးကြီးကတော့လူငယ်လေးမင်းတွေ့ဘူးလားမင်းပါလို့ဟော်ကြီးလေးကိုတုံးဝင်လာလဲဆိုပြီးတော့သူ့ရဲ့တခင်ကိုပြန်မှတ်မိဖို့အတွက်ရွှေရှူကြီးကိုရားခဲ့ပြီလို့ပြောပြီးတော့ ရှေ့ကိုတိုးလာပြီးချမ်းတန်ကိုလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာလုံးကနတ်ဖျားနဲ့နတ်ဆိုးတွေဘာလို့တည်သွားခဲ့ရတာလဲဆိုတာကြားဘူးလားဆိုပြီးတော့ထပ်မေးလိုက်ပါတယ်။ချမ်းတန်ကတော့ပြောစရာရှိတာပြောဆိုပြီးတော့လေးမရှိဘူးပြောရင်းနဲ့လျှို့ဝှက်လူဖြစ်ရတာအတိပဲရှိလားဆိုပြီးတော့မေးလိုက်ပါတယ်။အဲ့တော့အဖိုးကြီးကလည်းသူ့ရဲ့တခင်ကအဲ့နှစ်မှာကြာဆုံးခဲ့တဲ့နတ်ဖျားနဲ့နတ်ဆိုးတွေပဲဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒါဆိုရင်အစိုးရကပေါ်လာတဲ့တန်ကဘာလဲဆိုပြီးတော့ချမ်းတန်ကမေးလိုက်တော့မြေကြီးအောက်ထဲမှာဆိုးရွားတဲ့အနန္တရှိတဲ့အရာတစ်ခုရှိနေတဲ့အကြောင်းကိုပြောပြီးတော့သူပြောတဲ့စကားကိုမယုံကြည်လဲရတယ်ဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။ချမ်းတန်တရားနားမလည်တဲ့အကြောင်းပေါက်ကရရီပြောနေရလားဆိုပြီးတော့ 外来比例。 အဲ့တော့မင်းမျက်စိနဲ့မြင်တာကိုပဲမင်းယုံတယ်ဒါဆိုရင်မင်းကိုမြင်ပြန်ကြည့်လိုက်ဆိုပြီးတော့စွမ်းအင်တွေကိုသုံးလိုက်ပါတယ်နေရာဆောင်ကနေစွမ်းအင်တွေထွက်လာပြီးတော့ချမ်းနံတယောက်ခေါင်းတွေလည်းလေတဲတဲဖြစ်သွားပြီလေဘလောက်စွမ်းအားကြီးလိုက်တာလဲလို့ပြောရင်းနဲ့ချမ်းနံတယောက်သူ့ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လို့မရတော့ပါဘူးဒါကဘာလဲဆိုပြီးတော့မေးလိုက်တော့ထိုက်ကြည့်နေဖရားရဲ့နတ်ဆိုးပုံစံကိုင်းဆောင်ထားတဲ့သူတန်တွေ့ရင်ဒီနတ်ဆိုးကြောင်းတော်ထဲမှာကြံတဲ့ဝိညာဉ်စွမ်းအားတွေကိုပေးရမယ်ဆိုပြီးတော့သူ့တခင်ကမှာခဲ့တဲ့ကြောင်းကိုပြောလိုက်ပါတယ်ချမ်းနံကိုမျှော်လင့်ထားတာမို့လို့သူတို့ကိုစိတ်မပြတ်စေနဲ့လို့ပြောပြီးတော့စူးစီးထားတဲ့ဝိညာဉ်စွမ်းအင်တွေချမ်းနံစီကိုပေးလိုက်ပြီလေချမ်းနံတယောက်ရောင်းသုံးအားကားသာ တဲကနေတဆင်တခြားနေရာကိုရောက်သွားပါတယ်။ရောက်သွားတဲ့နေရာမှာတော့လူနှစ်ယောက်ကသူ့ကူတဲကနတ်ဆိုးသခင်ကိုအနိုင်ယူခဲ့တယ်ဆိုတဲ့အတန်ကိုကြတော့ကောင်းကင်ဘုံနဲ့ထိတာမှဖြစ်နိုင်မယ်။အဲ့ဒီအချိန်မင်းဘယ်နေရာမှာရှိနေလဲဆိုပြီးတော့ပြန်မိလိုက်ပါတယ်။အဲ့ဒါနဲ့ခုနကတည်းကအတန်ထွက်တဲ့မျိုးလုံးကြီးကနေသူတို့ကအရာခတ်သိမ်းမယ်။အရာအလုံးကသူတို့ရဲ့မူလအစပဲဆိုပြီးတော့ပြန်ဖြေတော့အလိန်ညာတွေဆိုပြီးတော့မင်းကနတ်ဖျားတွေနဲ့နတ်ဆိုးတွေအချင်းချင်းတတ်ဖြတ်အောင်တွေးထုတ်လုံးစွာတယ်လက်ထဲမှာရှိနေတဲ့နည်းမြေ၆ခုနဲ့ကစားတယ်ဆိုပြီးတော့ပြန်ပြောလိုက်တော့ ်ဘေးနားကလူတယောက်ကအပိုစကားတွေပြောမနေနဲ့တော့ဆိုပြီးတော့စတိုက်ဖို့ပြောလိုက်ပါတယ်အင်းဆိုပြီးတော့မသိမျိုးလူအိုကြီးကဒေါသအရန်ကြီးနေတော့မယ်ဒါဆိုရင်တူတူတိုက်ရမယ်ဆိုပြီးတော့ပြောရင်းနဲ့စတိုက်ပြီလေဘယ်လောက်ပဲတိုက်တိုက်ဟိုကတော့ကာနိုင်ပါတယ်ပြီးတာနဲ့ဖူဟန်တစ်ပင်အပြောထက်ပို့ပြီးတော့လွဲတယ်မိဆုံးတဲ့အလင်းတကယ်တော့သူကနေနဲ့လာကိုပြိုင်စေချင်တာလို့ပြောရင်းနဲ့ချမ်းနံကိုဆွမ်းအားတွေနဲ့ဖိနေလိုက်ပါတယ်။ချမ်းနံတယောက်ဒါကဘလို့ဖြစ်တည်မှုလဲဆိုပြီးတော့အရန်ကိုကြောက်စရာကောင်းနေဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။ဟိုမျက်လုံးကြီးကတော့နှစ်ယောက်ပေါင်းတိုက်ရင်တောင်မှသူ့ဘာမှမပြောင်းလဲနိုင်ဘူးဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။ ဟိုလူနှစ်ယောက်ကလည်းလက်မလျှော့ပဲနဲ့ဒီလိုဆိုရင်ဘာလို့မင်းရဲ့ကောင်းကင်နဲ့အခြေမျက်လုံးကိုတုံးရတာလဲဆိုပြီးတော့ပြန်မိလိုက်ပါတယ်အေးဆက်ခါတိတဲ့ဒီနေရာမှာပုံနေသေးတယ်ဆိုတော့လျှော့ဝက်ချက်တွေကိုတစ်ချက်ကြည့်လိုက်ဆိုပြီးတော့ကောင်းကင်ဘုံရဲ့ဆန္ဒကိုစန့်ကျင်ပြီးတော့မင်းရဲ့ကံကြမ္မာကိုပြောင်းလဲချင်တာလားဆိုပြီးတော့ပြောရင်းနဲ့အရန်အေးတဲ့အတွက်ကြောင့်မင်းကမျိုးဆက်တရာကျော်ကိုပြုစုပြောင်းထောင်ပေးတန်ခဲ့တာကြောင့်တက်ရှိဝိညာဉ်နှစ်ခုအဖြစ်ပြောင်းလဲသွားနိုင်လိမ့်မယ်လို့ပြောရင်းနဲ့တိုက်ချလိုက်ပါတယ်ခုနှစ်ယောက်ကတော့လမ်းပြောင်းနေတဲ့အချိန်မှာဘာလို့ကောင်းကင်ဘုံကိုသူတို့ဆူတောင်းနေတာလဲဆိုပြီးတော့မေးရင်းနဲ့ပုံကန်ချင်တာသူတို့ပဲမဟုတ်ဘူးဆိုပြီးတော့တစ်ယောက်ကအကာအကွယ်ကိုဖွင့်ပေးပြီးတော့နောက်တစ်ယောက်ကဓာတ်နဲ့ဝင်ပိုင်းပြီလေ ပြန်လည်ဝင်စားခြင်းရဲ့ခွင်းဆက်ကိုချိုးဖျက်နိုင်မလားဆိုတာစမ်းကြည့်တာပေါ့ဆိုပြီးတော့ပြောရင်းနဲ့ထပ်တိုက်လိုက်ကြပေမယ့်ဟိုကတော့ဘာမှဖြစ်မသွားပါဘူး။မောက်မှချင်းလောဘဒေါသနဲ့ထင်းအောင်ထင်းမှဖြစ်တယ်လို့ပြောရင်းနဲ့စွရင်လက်ဝါးနဲ့ပြန်တိုက်ပြီလေ။နည်းနည်းလေးထိခိုက်သွားတော့ဘေးကတယောက်ကဆက်တိုက်နိုင်သေးလားလို့မေးတော့အေးဆေးပဲဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။ပြီးတာနဲ့မျက်လုံးကြီးကတော့တာမန်လူတွေ၊နတ်ဖျားတွေနဲ့နတ်ဆိုးတွေအဲ့ဒီမှာကန်ဂျမာကစီစဉ်ပေးထားပြီးသား ကကြမ္မာကိုစန့်ကျင်ဘက်အဖြစ်ပြောင်းလဲတယ်မင်းတို့ပဲမဟုတ်ဘူးစိတ်ကူးရဲ့အိမ်မက်တွေးတော့ခြင်းပဲလို့ပြောရင်လည်းကောင်းငင်ကနေပြီးတော့အရှိန်မြင့်မြင့်နဲ့တိုက်လိုက်ပြီလေဟိုနှစ်ယောက်ကလည်းတစ်ယောက်ကခုခံပြီးတော့နောက်တစ်ယောက်ကဓာတ်နဲ့ပြန်တိုက်ရင်းနဲ့ မကြခင်တနေ့မှာဒီကဘာကြီးကိုဖျက်ဆီးပြဖို့သူတို့တိုက်ခိုက်မယ်ဆိုပြီးတော့ပြောရင်းနဲ့ကြလာတဲ့မီလုံးတွေကိုခုခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရက်ကြည့်နေတဲ့ချမ်းနံရက်ကိုလည်းနောက်ထပ်စိတ်ဝိညာဉ်တစ်ခုဝင်သွားပြီးတော့တိုက်နေတဲ့နေရာနားသွားပြီးတော့ဓာတ်ကင်ထားတဲ့လူကိုကြည်ရင်းနဲ့အဖေလို့ရေရွတ်လိုက်ပါတယ်။ပြီးတာနဲ့မျိုးလုံးထဲကရွှေရောင်လေးနဲ့မြင်လိုက်ရပြီးတော့ကောင်းကင်ဘုံကိုမဖျက်ဆီးနိုင်ဘူးပြုံနံဖို့ခက်တယ်။ထာဝရတီရှိမှုကနှစ်ပေါင်းများစွာတွက်လို့ပြောရင်းနဲ့ဓာတ်ကိုထုတ်လိုက်ပြီးတော့ကောင်းကင်နဲ့မြေကြီးကကျယ်ပြန့်နေကော့လက်ကိုချိုးဖြက်ပြန်လဲဝင်စားခြင်းလို့ပြောပြီးတော့ရှေ့ကိုတိုးသွားရင်းနဲ့ဝိညာဉ်ကိုဖျက်ဆီးထပ်မြင့်တက်လာမယ်။ ကြံထန်းတောက်လို့ပြောရင်လည်းစိုက်နေတဲ့ဓာတ်ကိုကင်လိုက်ပါတယ်။အဲ့ဒီချိန်မျက်လုံးကြီးကလည်းပိုးကောင်ရဲ့သွားတွေကယထာတစင်းအဖြစ်ပြောပြတယ်လို့ပြောရင်လည်းထပ်တိုက်ချလိုက်ပါတယ်။အဖြူဝင်းတဲ့သူကကောင်းကင်ရဲ့အခြေမျက်စိကမပြတ်စည်းသေးဘူးလို့ပြောရင်လည်းအရှိကတယောက်ကိုအားရထည့်ပေးလိုက်ပါတယ်။ဟိုလူကပိုကျိုးစားရမယ်ဆိုပြီးတော့သူ့သားကိုထပ်ပြီးတော့ကူညီပေးဖို့ပြောလိုက်ပါတယ်။ဆွမ်းရင်နှစ်ခုအားပြရင်လည်းမင်းတို့နှစ်ယောက်ကမြေမှုန်တမိုင်းမှာအထူးဖြည့်ဆည်းခံလိုက်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီတော့ချမ်းနံကလည်းနီးလည်းမရှိတော့ဘူး။ဒါဆိုရင်ကောင်းပြီလို့ပြောရင်လည်းဓာတ်ကိုလက်တိနဲ့ထိုးချလိုက်ပြီလေ။ နောက်ဆုံးတော့အားပြိုင်နေတဲ့ဘက်ကလည်းမျက်လုံးကြီးကိုအပြုတ်ဖြုတ်လိုက်နိုင်ပါတယ်။နေရဲနေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးပုံမှန်တိုင်းပြန်ပြောင်းသွားပြီးတော့သဘေနဲ့နဲ့လူကဟိုကလေးအောင်မြင်သွားပြီးကောင်းကင်ဘုံမျက်စိရဲ့အခြေကပျက်စီးသွားပြီဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်ထပ်ပြန်လဲဝင်သွားခြင်းမှာနတ်ဖရားကသူ့ရဲ့တီရှိမှုကိုသတိထားမိမှမဟုတ်တော့ပါဘူး။အဖြူနဲ့လူကလည်းဝိညာဉ်မသေးသေးသေး၍ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့နတ်ဖရားနဲ့နတ်ဆိုးတွေကမင်းကိုကူညီလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ချမ်းနံတယောက်သူ့ရဲ့မူလအစားနတ်ဖရားနဲ့နတ်ဆိုးတွေရဲ့ကုသင်းချင်းစီကိုပြန်ရောက်သွားပြီလေ။ ခေါင်းဆောင်ထားတဲ့သူကစားကြရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အလဲမှာရှိနေတာကတော့ချမ်းနံမှာအဲ့ဒီချိန်နောက်တနေရာစီဆက်ရောက်သွားပြီးတော့ရွေရှင်းရဲ့ပုံရိပ်တွေပေါ်လာပါပြီသူ့ကိုမမြန်ဖမ်းရွေရှင်းကိုဖျက်သွားခွင့်မပေးနဲ့သူသေးလိမ့်မယ်ဆိုပြီးတော့တားလိုက်တဲ့ချိန်မှာချုပ်ထားရကနေမလုံနဲ့ဆိုပြီးတော့ထအောင်လိုက်ပါတယ်ပြီးတာနဲ့ကောင်းကင်မှာအစီရင်ပေါ်လာပြီးတော့နတ်ဖျားနဲ့နတ်ဆိုးတွေကအတူပေါင်းမိသွားပြီးပြန်လဲဝင်စားခြင်းနီလန်း6ခုလို့ပြောနေတော့မှပဲချမ်းနံတယောက်နေရာစုံကိုဖျက်သွားပြီးတော့အရင်ချိန်နေတစ်ခုပြီးတစ်ခုမျက်လုံးထဲကိုပြန်မြင်လာပါတယ် ပြီးတာနဲ့노ထားဖို့အချိန်ရောက်ပြီဆိုတဲ့အတန်ထွက်လာပြီးတော့ပြင်းချိုင်းစီကိုပြန်ရောက်သွားပါတယ်။ကောင်းကင်နဲ့အခြေမျက်လုံးဖြက်စည်းခံလိုက်ရပြီမယ်။အလွဲတစ်ခုမတုံလုံးနိုင်တာကြောင့်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာဒီနေရာမှာဘဝနှစ်ခုရဲ့တည်ခြင်းနဲ့ရှင်ခြင်းကပေါင်းဆက်ထားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတာနဲ့နှစ်ယောက်သားထိုက်ကြည့်နေဖရားနဲ့နတ်ဆိုးပုံစံကတကယ်ပဲလှုပ်လို့ရတယ်ဆိုရင်အဲ့ဒါကတေချာပေါက်တည်စေနိုင်တဲ့ကစားပွဲဖြစ်နိုင်တဲ့အကြောင်းကိုပြောပြီးတော့စွန့်ရင်နှစ်ခုကိုအောက်မှာအလောင်းနဲ့အိတ်နေတဲ့ချမ်းနံရက်ကိုထည့်လိုက်ပါတယ်။ ပြီးတာနဲ့မြှောက်လိုက်ကြပြီလေအဲ့လိုနဲ့ချမ်းနဲ့တယောက်ပြန်ပြီးတော့노ထလာတာပါအကြောင်းဆုံးသိသွားတယ်ချမ်းနဲ့တယောက်ခေါင်းကိုက်သွားပြီးတော့អော်ရင်းနဲ့လဲကြသွားပြီလေ အဖိုးကြီးကတော့ချမ်းနံကိုလိုချင်တဲ့အဖြစ်တွေ့ပြီလားဆိုပြီးတော့မေးလိုက်ပါတယ်။သူကောင်းငင်နဲ့မြေကြီးနတ်ဖျားတွေတိုက်ခိုက်တာကိုမြင်ခဲ့ရပြီးတော့သူနဲ့တူတဲ့လူကိုတွေ့တယ်။အဲ့လူငယ်ကအသက်ကိုစည်းခဲ့တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ယူရှင်းကိုလည်းမြင်ခဲ့ရတဲ့အကြောင်းပြောနေတော့မှခေါင်းထက်ကြိုက်လာပြန်ပြီလေ။ပြီးတာနဲ့အဖိုးကြီးကိုတကယ်ပဲဘယ်သူလဲဒီလေသားမှုတွေကိုဘာလို့သူ့စီလာသုံးနေရလဲဆိုပြီးတော့မေးလိုက်ပါတယ်။အဖိုးကြီးကတော့ဒါတွေကထင်ရောင်ထင်မှားဖြစ်နေတာမဟုတ်တဲ့အကြောင်းပြောပြီးတော့ဒါကချမ်းနံရဲ့ကိုယ်ထဲမှာပုံကွယ်နေတဲ့ထိုက်ကြီးနတ်ဖျားနဲ့နတ်ဆိုးပုံစံတွေရဲ့မှတ်ညံနေပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ချမ်းနံတယောက်ထိုက်ကြီးနတ်ဖျားနဲ့နတ်ဆိုးပုံစံကတကယ်ပဲပါလေ။ ူတို့ကိုတိုက်ခိုက်ခဲ့တယ်။ကောင်းကင်ကအရာကဘာလဲဆိုတော့မိကုန်းနေနဲ့ပြည့်နေနေပါလေ။အဖိုးကြီးကတော့လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကကောင်းကင်ဘုံတက်လန်းပေါ်လာပြီးတော့နတ်ဖျားနိုင်ငံ၆ခုကိုနီထန်းနဲ့ရွှန်ထန်းဆိုပြီးနှစ်ပိုင်းပိုင်းထားပြီးတော့နတ်ဖျားအဆင့်ကောင်းကင်ကိုစန့်ကျင်တဲ့နတ်ဖျားပြီးတော့နတ်ဆိုးသခင်ရဲ့အသက်ကိုကယ်ဖို့ကြံတာမှုမရှိတဲ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့အကြောင်းကိုရှင်းပြလိုက်ပါရစေ။ချန်နန်ကတော့သူ့ရဲ့မိကုန်းကိုမဖြေရကောင်းလားဆိုပြီးတော့ဟော်ရီလေးနဲ့ချိန်လိုက်ပြီလေ။ ဒါကိုအဖိုးကြီးကတော့ဂယုမဆိုင်ပဲနဲ့ပြောလဲဆစကားကိုဆက်ပြောပါတယ်တိုက်ပွဲတွေဖြစ်ခဲ့ပေမဲ့သူတို့အားလုံးကြာဆုံးခဲ့တယ်ဆိုပြီးတော့နတ်ဖျားတွေနဲ့နတ်ဆိုးတွေကဖျက်ဆီးခံရရတယ်မြေမုံအဖြစ်ဖုံမုံအဖြစ်စစ်တီအဖြစ်ကနေပြီးတော့ဖုံမုံအဖြစ်လို့ပြောလိုက်ပြီးတော့ချမ်းနံမှာနောက်ဆုံးခွင့်ရေးတစ်ခုရှိသေးတဲ့အကြောင်းကိုပြောလိုက်ပါတယ်ပြီးတာနဲ့ချမ်းနံနဲ့သူစစ်သူရင်ခုံပေါ်ကအယုတ်တွေပဲဆိုပြီးတော့သူပြောပြနိုင်တာကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကကောင်းငင်ကိုစန့်ကျင်ခဲ့တဲ့ နတ်ဖျားနဲ့နတ်ဆိုးတွေကဉာဏ်ပညာတော့ရည်တည်ကြရတယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်စစ်ပွဲပြီးတဲ့နောက်မှာသူ့ရဲ့ဆွမ်းအားအကုန်လုံးကိုထိုက်ကြည့်နတ်ဖျားနဲ့နတ်ဆိုးတွေကိုပေးပါဆိုတဲ့နတ်ဖျားအစီကံအနေနဲ့သူ့ရဲ့တာဝန်ပြီးသွားပြီမလို့သူလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာပြီလေချမ်းနံကတော့ဒီလောက်နှစ်တည်းအကြာကြီးမှာဒီနေရာမှာပဲနေခဲ့ရတဲ့အတွက်ခဏဆောင်ဆိုပြီးတော့မင်းကဝယ်ခဲ့တဲ့ကဘာကြီးကိုမြင်အောင်လုပ်ပေးမယ်လို့ပြောရင်းနဲ့ကောင်းကင်ဘော်ကိုဟော်ကြီးလေးနဲ့ပြစ်လိုက်ပါတယ်အဖိုးကြီးတယောက်လုံးဝမပြောက်သွားခင်နေအောင်ကြီးကိုမြင်တွေ့သွားရတဲ့အတွက်တော်တော်လေးသဘောကျသွားပါတယ် ီးတာနဲ့မြေပြင်လှုပ်လှုပ်ရှားရှားဖြစ်သွားတာကြောင့်ဥထဲမှာရောက်နေတဲ့ပေါက်ဆကိုအပြေးလေးကောက်လိုက်ပါတယ်။အဲ့ဒီချိန်ရေစံထွက်လာပြီးတော့နောက်ဆုံးတော့သူလွတ်မြောက်သွားပြီဆိုတဲ့အသံထွက်ပေါ်လာပါတယ်။ပြီးတာနဲ့ချမ်းနံကိုမသေးသေးဘူးလားဆိုပြီးမေးလိုက်တော့ချမ်းနံကမင်းကအဲ့ဒီအသေးကောင်လားဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။ပြီးတာနဲ့အနောက်မှာရုပ်ဆိုးဆိုးနဂါးကြီးပေါ်လာပြီးတော့ချမ်းနံကိုတိုက်လိုက်ပါတယ်။သူကကောင်းကင်နဲ့မြေကြီးပေါ်မှာစွမ်းအားအကြီးဆုံးဟိုးရှေးချိန်ကနေခုလက်ရှိထိနဂါးမျိုးတွေထဲမှာအခန့်ညားဆုံးနဂါးပဲကွာဆိုပြီးတော့ကြွားလိုက်ပါတယ်။မိမတွေလည်းအများကြီးရှိတယ်ကွာဆိုပြီးတော့ထပ်ပြောတော့ကောင်းကင်နဲ့မြေကြီးမှာစွမ်းအားအကြီးဆုံးကဒီနေရာမှာချုပ်ကန်ထားရတယ်။မင်းရဲ့စွမ်းအားတွေကလက်ထဲရည်တွေပဲရှိရလားဆို ပြီးတော့ချန်တန်တယောက်ဖိတ်လိုက်ပါတယ်အဲ့တော့သူ့ကိုလှောက်ရမလားဆိုပြီးတော့ချန်တန်ကိုတိုက်လိုက်ပြီလေချန်တန်တယောက်ဘာလို့ဆက်ပြီးကြုံရမလဲဆိုတော့နောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ